နှစ်သက်ကူပြိစနှစ်ဥက္ကလအခါသမယမှာမြန်မာနိုင်ငံတော်သူနိုင်ငံသားများနဲ့တကွကဘာသူကဘာသားတတ်တော်အလုံးကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်နှစ်သက်ကူပြိစနှစ်ဥက္ကလအခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်များတဲ့ကနေ့စဉ်ဘဝမှာအစဉ်တပြေလိုက်နာကျင့်သုံးပြီးတော့ချမ်းသာဒုက္ခတွေရရှိဖို့ရန်အတွက် ဟောကြားထားတဲ့သုတ်တံများကိုရွေးချယ်ပြီးတော့ဒီကနေ့နေဥကာလဓမ္မလက်ဆောင်တရားကိုဟောကြားမှာဖြစ်ပါတယ်။လောကရှိလူသားတွေအားလုံးဟာနှစ်ဟောင်းကုံတိုင်းနှစ်ဟောင်းကုံတိုင်းနှစ်သက်ကိုချူဆိုကြပြီးနှစ်သက်မင်္ဂလာအခါသမယမှာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်တောင်းတကြတာဓမ္မတာတစ်ခုလိုဖြစ်နေပါတယ်။မြည်သည့်လူမျိုးပဲဖြစ်ဖြစ်နေဥကာလအခါသမယမှာကောင်းကျိုးချမ်းသာတွေရကြပါစေ။ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့တဦးတဦး ဆွမုံကောင်းချွေပြီးတော့ရောက်ရှိလာမဲ့နှစ်တဲ့အခါသမယမှာစီဝါရေးပညာရေးလူမှုရေးမိမိတို့ဘဝနေထိုင်ရေးတွေအလုံးအဆင်ပြေဖြစ်ဖို့ရအတွက်မျော်လင့်ခြင်းကြီးစွာရှိကြပါတယ်လူသားတိုင်းအလုံးဟာတဏှီဒီသောတခုဒီသောဆန္ဒကတော့လူသားတွေဟာဒုက္ခကာမချမ်းသာခြင်းကြတယ်ဒုက္ခပဋိကုလဆင်းရဲဒုက္ခကိုယွံမုံကြတယ်ချမ်းသာဖို့နိလန်းအမျိုးမျိုးကိုရှာကြံပြီးတော့ချမ်းသာဒုက္ခရရှိရေးအတွက် ကြိုးပမ်းအားထုတ်နေကြတာဖြစ်ပါတယ်။သို့တော်လည်းချမ်းသာဒုက္ခကိုဆံရဆံရစစ်မှန်တဲ့အကြောင်းတရားကသာပေးနိုင်တာဖြစ်လို့အချို့ချို့သောအကြောင်းတရားများဟာချမ်းသာဒုက္ခကိုမပေးနိုင်ဘူး။မပေးနိုင်တဲ့အကြောင်းတရားများကိုလက်ခံကျင့်သုံးနေမယ်ဆိုလို့ရှိရင်မိမိတို့မျှော်မှန်းတဲ့ချမ်းသာဒုက္ခကိုမရရှိဘဲနဲ့ဒုက္ခတွေပင်လယ်ဝေကြရတာတတ္တဝါတွေရဲ့အခြေအနေတလို့ရှိပါတယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားကချမ်းသာဒုက္ခတရားကျင့်တဲ့ပုဂ္ဂိုလ်တွေ တကယ်စိတ်မှန်တဲ့ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အကြောင်းတရားများကို အရင်ကြကြထထုတ်တုတ်တန်ဒီမှာဟောပြောထားတာရှိပါတယ်။စီးပွားချမ်းသာခြင်းကြတာဟာလူတိုင်းလူတိုင်းရဲ့မျှော်လင့်ချက်တစ်ခုပါတဲ့။သို့သောထိုမျှော်လင့်ချက်အတိုင်းလူတိုင်းရသလားဆိုတော့မရနိုင်ဘူးတဲ့။ဘာကြောင့်မရနိုင်တာတုံးဆိုတော့မှန်ကန်တဲ့အကြောင်းမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ မလျှောက်နိုင်လို့ပါပဲ။ဘာကြောင့်စီးပွားချမ်းသာတိုးတက်နိုင်တယ်ဆိုတော့မှန်ကန်တဲ့အကြောင်းတရားကိုလူတိုင်းလူတိုင်းရှာတွေ့ဖို့ရခက်ပါတယ်။နောက်ဆန္ဒတစ်ခုကလူလောကမှာဂုံရှိတရေရှိနာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့ဒါလည်းလူတွေရဲ့စီးပွားဥစ္စာရှိပြီးတဲ့နောက်မှာမျောလင်းချက်တစ်ခုပါပဲ။ထပ်ပိုးလာတဲ့မျောလင်းချက်တစ်ခု။အဲ့ဒီမျောလင်းချက်ဟာလူတိုင်း မျောလင်းတဲ့အတိုင်းဖြစ်သလားဆိုတော့မဖြစ်နိုင်ဘူးအမတန်ဖြစ်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့လူလောကမှာတန်ဖိုးရှိဆုံးအခိုင်အမာဆုံးချမ်းသာဆိုတာကတော့ရသော်ပြားကအနဝိသဒုက္ခတဲ့အပြစ်မဲ့ချမ်းသာကိုယ်အနေနဲ့ကာယကံအပြစ်မျိုးဝစီကံအပြစ်မျိုး မနောကံအပြစ်မျိုးဘယ်ဘက်ကလှည့်ကြည့်ကြည့်ပြစ်မှုတစ်ခုကျူးလွန်ထားတာမရှိဘူးဆိုလို့ရှိရင် အဲ့ဒီပုံကိုရရှိတဲ့အပြစ်ကင်းစင်လို့စိတ်ထဲမှာချမ်းသာပျော်ရွှင်ရတဲ့ချမ်းသာဟာခုနကပြောတဲ့စားသုံးရရှိတဲ့ချမ်းသာတို့စားသုံးရတဲ့ချမ်းသာတို့ကျွေးကင်းတဲ့ချမ်းသာတို့တွေပို့ပြီးတော့ကောင်းတဲ့ချမ်းသာတစ်ခုလို့မြတ်စွာဘုရားအတိတော်ဟောတာပါပုပ္ပေသကတပုညတာဆိုတာမျိုးပေါ့အတိတ်ဘဝကကုသိုလ်ကောင်းမှုတွေရှိလာခဲ့တယ်ကုသိုလ်ကောင်းမှုတွေလှုပ်လာတယ်ဒီဘဝမှာလည်းလှုပ်လာတယ်အတိတ်ဘဝလည်းကုသိုလ်ကောင်းမှုတွေရှိတယ် လူကောင်းတွေပေါင်းသည့်အတွက်ကြောင့်ဆိုပါစို့တရားပွဲတွေသွားပြီးတရားနာတဲ့မိတ်ဆွေနဲ့ပေါင်းသည့်အတွက်ကြောင့်ကိုယ်လည်းတရားနာဖြစ်တယ်အလှတန်းဝါသနာပါနဲ့မိတ်ဆွေနဲ့ပေါင်းသည့်အတွက်ကြောင့်ကိုယ်လည်းအလှတန်းလှုပ်ဖြစ်တယ်သီလဆောင်ထိန်းတဲ့မိတ်ဆွေကောင်းတွေပေါင်းမိသည့်အတွက်ကြောင့်ကိုယ်လည်းသီလဆောင်ထိန်းဖြစ်တယ်ကမ္မထာအထုတ်တဲ့မိတ်ဆွေနဲ့ပေါင်းသည့်အတွက်ကြောင့်ကိုယ်လည်းကမ္မထာအထုတ်ဖြစ်တယ်ဆိုတော့ဟောကုသိုလ်ကြီးရ ဘုဗ္ဗေစကတပုံညတာဖြစ်အဲ့ဒီကနေပြီးတော့လူတော်လူကောင်းတွေနဲ့ပေါင်းတယ်ကုသိုလ်ကောင်းမှုတွေလှုပ်ဖြစ်လာတယ်နောက်ဆုံးအဓိကအချက်ကဘာဖြစ်လာတော့ဆိုအတ္တတမပဏိတိတဲ့ကုကုကုနေတတ်ထိုင်တတ်လာကောင်းကောင်းထားတတ်လာစိတ်ထားတတ်လာတရားဓမ္မနာယူသဖြင့်ဘယ်လိုစိတ်ထားရမလဲဘယ်လိုနှလုံးထားရမလဲဆိုတာတွေ သဘောပေါက်လာသည့်အတွက်ကြောင့်အတ္တတံမှာပဏိတိဆိုတဲ့မိမိကိုမိမိစိတ်ကောင်းအောင်ပြုပြင်ပြီးတော့နေတတ်ထိုင်တတ်လာတယ်ဘုဒ္ဓသာသနာစေရာဒိဋ္ဌတုဘုဒ္ဓသာသနာစေရာဒိဋ္ဌတုဘုဒ္ဓသာသနာစေရာဒိဋ္ဌတု